ီတန်နဖက်ဟိုဟာဖြတ်တန်းပုံကကျတော့ကျွန်တော်ကြာပြီနှစ်ပေါင်းအခုဆိုရင်အဲ16 19 20လောက်တော့ရှိပြီခင်ဗျတော်တော်များများကြာခဲ့ပါပြီအော်ကိုနေတူးเนี่ยကျတော့ဟိုဟာကျွန်တော်အခုနဲ့ပေါ့နော်ဟိုဒီအာညီကိုရင်းလို့ခင်တယ်ကျွန်တော်နဲ့လည်းညီကိုရင်းလို့ခင်တယ်ကျွန်တော်ကလည်းကိုနေတူးကိုလေးစားတယ်ချစ်ခင်တယ်အားကြရတယ်အတူယူတယ်ကိုနေတူးကိုကြတော့လေကိုနေတူးလက်ဆောင်မပေးဘူးခင်ဗျဒါမှမဟုတ်ကျွန်တော်က ကိုနေတိုးဆရာလက်ဆောင်လည်းမလိုချင်ဘူးခင်ဗျာဘာလို့ဆိုတော့ကိုနေတိုးအခုလုတ်ပြနေတဲ့ idea တွေအတွေးခေါ်တွေပြီးလူငယ်တွေအားကြတူရတဲ့ဟာတွေစမ်းသမှုတာတွေအများကြီးရှိတယ်ကိုနေတိုးကအဲပြီးရင်ကိုနေတိုးကတစ်ခုခုလုတ်မယ်ဆိုရင်သူကချိုပြီးတော့ကိုလုတ်တတ်တယ် plan တွေဘယ်လိုချတတ်တယ်ဆိုတာကိုကျွန်တော်တို့ကမြင်နေရတယ်တွေ့နေရတယ်အဲအားကြောင့်ကျွန်တော်ကဟိုကိုနေတိုးစရာဘာမှမလိုချင်ဘူးဒါပေမဲ့ကိုနေတိုးကိုကျွန်တော်တို့ကကိုကိုအရင်လို့အဲကိုဆရာသမားလို့တကယ်ကိုချစ်ခင်တဲ့လေးစားတယ်ခင်ဗျ ကိုနေတိုးနဲ့ကြာပြီခင်ဗျတော်တော်လေးကြာပြီကျွန်တော်တို့အာကျွန်တော်ထက်ကိုနေတိုးကဟိုတင်းတော့ကြီးမဲ့ထင်တယ်၄၅နှစ်လာမသိ၄၅နှစ်၄၅နှစ်တော့ကြီးမဲ့ထင်တယ်อืมကိုနေတိုးကလူတစ်မျိုးဗျအာအဲသူလာရင်လေအဲသူ့ရဲ့မျက်နှာပေါ့နော်ကြည်လင်နေအေဂျင့်နဲ့အဲ ကျွန်တော်မပြောပြတတ်လားဟိုဘယ်လိုပြောမလဲဗျာသူ့ရဲ့အမူအရာလေးတွေအတော်အလားအပြောအဆိုအနေထိုင်လေးတွေဟိုဟိုတရေရောက်ပေါ်တော့စံနမူနာ ယူထားလောက်အောင်သူကနေပြီးတော့တကယ့်ကိုဟိုဖြစ်ပါတယ်ကျွန်တော်တို့မင်္ဂလာပါခင်ဗျအေးဆုံးတို့ပြပါဦးအော်ဒီငလျင်ဘေးအတွက်ကိုလုံနေတာတော့ဒီဖုံဖုံပေါ့နော်ဖုံဖုံဦးစင်ဘလူးပါ အဲကျွန်တော်တို့ကကြတော့ဘေးကနေပြီးတော့ supporting လုပ်ပေးတာပါခင်ဗျအဲခုလောလောဆယ်တော့နေပြီးတော့ပါခင်ဗျနောက်ဟိုမန္တလေးရယ်စကိုင်းရယ်ပြီးရင်နောက်အင်းလေးအဲ့ဖက်ကို သွားမှာပါခင်ဗျငလင်းဘေးကကြတော့ကျွန်တော်ကိုယ်တိုင်လေးဂျုံမှုပါတယ်ကျွန်တော်တို့ဟိုဂျုံမှုရယ်ဆိုတာကလည်းဟိုရခိုင်မှာတော့လည်းတခါပြီးရန်ကုန်မှာတခါအခုလက်ရှိလေးတခါပဲခင်ဗျအဲတချင်းကတော့ကျွန်တော်လုတ်ဖြစ်နေပါတယ် အဲတချင်းအခုလောလောဆယ်သုံးပုတ်လောက်ပေါ့နော်လုတ်ဖြစ်နေပါတယ်ပြီးနောက်လဲဟိုကဲလန်းထားတဲ့ဟာတွေရှိသေးတယ်ပြီးရင်နောက်ဟိုကျွန်တော်နဲ့ဇုံတွဲပေါ့နော်ဆိုမဲ့၃ယောက်ဟိုတယောက်ကကြတော့ရွှေဖြူရဲ့နောက်တယောက်ကကြတော့အမတမူးခင်ရဲ့နောက်တယောက်ကကြတော့ဟိုပေါ့ချစ်စနိုးဦးပေါ့အဲ၃ယောက်ပါခင်ဗျပြီးရင်နောက်တယောက်လေးရှိသေးတယ်ဟိုကစ်တီကစ်တီနွေ အဟောင်းကနှစ်ပုတ်ပါမယ်အစ်စ်ကကြတော့တပုတ်ပါမယ်ဟာမြအဟောင်းကကြတော့ဒီစနေမာရော်တဲ့မူးတို့ပြင်နောက်တစ်ခုကဒီကျွန်တော်အရန်ကြိုက်တဲ့အဆူရောဒီကိုဇဝင်းထွန်းအဲအဲ့တဲ့စင်တပုတ်ရယ်ပြင်နောက်တပုတ်ရှိသေးတယ်ခင်ဗျအခုတော့မချပြသေးဘူးခင်ဗျချစ်စနူးနဲ့ကကြတော့ခင်လာတော့တော်တော်လေးကြာပါပြီနှစ်ပေါင်း20လောက်တောင်ရှိပြီ သူတို့နဲ့ကကျွန်တော်တို့ကမိသားစုလိုနေတာခင်ဗျအဲသူတို့ပြောထားတာကြားပြီးပြီးနောက်တစ်ခုကကျွန်တော်သူနဲ့ဆိုထားတာလည်းကြားပြီးအဲအခုကကျွန်တော်ဒီငလျင်ဘေးဟိုဘေးဒီဘေးရှိတဲ့အတွက်ကိုကျွန်တော်ကမလုပ်ဖြစ်သေးတာပြောထားတော့ကြားပြီးခင်ဗျအဲအဲ့တချင်ကလည်းတော်တော်လေးကိုကောင်းလို့အဲ့ကြောင့်ကျွန်တော်ကစာသားလေးတွေလည်းကြိုက်လို့ပြီးရင်အခုကလည်းဒီဘာရှင်းလေးတွေပြောင်းပြီးတော့ပေါ့နော်အဲ့လိုမျိုးဆိုမယ်လို့စိတ်ကူးထားတယ်အဲ့ကြောင့်မို့အဲခန်းစားချက်နဲ့တော့တိုက်ဆိုင်လားဆိုတော့ဟို တိုက်ဆိုင်လို့လေဒီလိုမျိုးဆိုဖြစ်တာပါလေအဲ့ကြောင့်မို့อืมစာပိုက်ကတော့အများကြီးပဲနောက်မှကျွန်တော်ဂီတနဲ့ဟိုဟာဖြတ်တန်းပုံကကျတော့ကျွန်တော်ကြာပြီနှစ်ပေါင်းအခုဆိုရင်အဲ16 19 20လောက်တော့ရှိပြီခင်ဗျတော်တော်များများကြာခဲ့ပါပြီဂီတမှတ်တာကကျတော့ကျွန်တော်ဇလန်းတွေးတွေရိုက်ခဲ့တယ်အဲဟိုပါလဲများတော့များတယ်ဟိုဟိုပါလဲကိုတောင်လုံးတို့နဲ့ပြင်နောက်ပါလဲ ကျော်ထက်အောင်ကျော်ထက်အောင်နဲ့လည်းရိုက်ခဲတယ်ပြီးနောက်ပါလဲကိုဆိုင်းလစ်အဲသူတို့နဲ့ရိုက်ခဲတယ်ပြီးအခုနာကဘာလဲနာကလားနာကတိုင်းရင်သူမာရီကိုနဲ့ရိုက်ခဲတယ်ပြီးနောက်မူမူမြအောင်ရဲ့တူမဘာလဲဝါဆိုမြအောင်လားအကောင်မလေးတို့နော်ဖောတို့အဲသူတို့နဲ့ရိုက်ခဲတယ်ခင်ဗျအဲကိုကိုခန့်ဟိုအခုစလုံးကတော့ကျွန်တော်ကလေငွေကလေးကနေတော့ဝါသနာပါတယ်ဒါအမေသွေးလို့ပြောလို့ရမယ်အမေကဟို ိုဂီတနဲ့ပတ်သက်ရင်သူကအရန်ကိုဟိုဖြစ်တယ်ဟိုပြောပြောရှင်နေတတ်တယ်ဘေးရမဆိုးဘေးနေရဘေးဒေသဘေးရရအမေကကမဲဆိုးမဲတခုခုထမင်းချက်တာတောင်မှအဲ့လိုမျိုးပေါ့နော်โอ้ตะชิ้นนี่ผิดๆบาผิดๆปอนเนาะกะနေတာတော့ဘာတော့အဲ့လိုမျိုးရှိခဲ့တယ်အမေသွေးတော့ပါတယ်အဲဂီတနဲ့ပတ်သက်တာကကျတော့ကျွန်တော်ကဒီตะชิ้นนี่အဟောင်းတွေကပါလေးတွေစုဖြစ်တယ်ပြီးရင်နောက်တစ်ခုကအစ်စ်တွေ ကျွန်တော်ဆိုပြတယ်ပြီးကျွန်တော်ကတော့ခိုင်တိုင်းသားတရားဖြစ်တဲ့အတွက်ရခိုင်တချင်းနဲ့တော်တော်များများဆိုပြတယ်အဲကြောင့်မကျွန်တော်ကဂီတကိုချစ်တယ်နှစ်သက်တယ်ဟောင်းအဲ့ဒါကြတော့ဒီကျွန်တော်ကဟိုအဲ့တုန်းကဒီတိုင်းရင်းသားကာရှာပေါ့နော်တိုင်းရင်းသားကာရှာကိုအစစ်တွေကိုရှာရှာတယ်အဲစကိုင်းနက်ကပဲအဲစကိုင်းနက်ကရှာတဲ့အခါမှာအဲ့မှာဘသူရှိလဲဆိုတော့ရခိုင်တိုင်းသားကိုမင်းသွေးမဆုံးခင်တော့ကကိုမင်းသွေးရဲ့ ပြီးနောက်ตาแทအဲ့ကိုရယ်ပြီးရင်ကျွန်တော်ကိုတွေ့တယ်အဲသူတို့မှလည်းအလုပ်တွေများလာတော့မသိဘူးအဲ့တုန်းကဟိုမအားကြတဲ့အခါကျွန်တော်ကိုဆက်သွဲလာတယ်အကြီးတို့ကဆက်သွဲလာတဲ့အခါမှာအာကျွန်တော်ဒီကားလေဒီလိုမျိုးရိုက်ချင်တယ်ပြင်တော့ဟိုဒီရခိုင်တိုင်းသားဖြစ်တဲ့တွဲရခိုင်ရကရှာတွေဒီအကုန်လုံးထုတ်ဖော်ရတယ်အစ်စ်တွေပဲရိုက်ချင်တယ်တဲ့ရခိုင်စကားလေတက်ရမယ်တဲ့ပြီးရင်အကုန်လုံးဒီကျွန်တော်တို့ဒီမြန်မာတိုင်းနိုင်ငံလုံးကိုသွားရတယ် အဲကချင်ဆိုရင်ကချင်ပြည်မှာဟိုမှာဟိုမြစ်ကြီးနာတို့အိုက်ဖက်တွေအထီကို သွားရတယ်ပြင်းတို့မုံတို့ကချင်အကုန်လုံးအိုက်ဖက်တွေသွားရတယ်ရခိုင်ကိုလည်းသွားရတယ်ဒါပေမဲ့ရခိုင်ကလမ်းစိတ်ကြီးကြီးတဲ့အခါကျတော့ဒီတိုင်းသားကျူရောအိုက်မှာပဲရိုက်ဖြစ်သွားတယ်ကျွန်တော်ကကျတော့ဒီရခိုင်တိုင်းရင်းသားအနေနဲ့ဟုတ်ရှိပါတယ်ကိုမင်းသိန်းနဲ့အမတ်တရာတော့ကိုမင်းသိန်းအာဘောနောသူမဆုံးခင်အလူလေးတစ်ခုလုတ်ဖြစ်တယ်အဲ့တော့ ဘာလူလဲတော့မသိဘူးဒီအလိုတော်ပြကြောင်းမှာပေါ့နော်ဒီသူတို့မိသားစုတွေအကုန်လုံးလာပြီးတော့အာဆွန်းတယ်ကတ်တယ်ပြီးရင်အဲ့တော့လည်းရေဘေးလာဘာဘေးလဲတော့မသိဘူးအလူလာလုတ်တယ်ငွေလာလူတယ်ခင်ဗျအော်ကိုနေတူးနဲ့ကကြတော့ဟိုဟာကျွန်တော်အခုနဲ့ပေါ့နော်ဟိုဒီအာ နေကိုရင်းလို့ခင်တယ်ကျွန်တော်လက်လေးရင်းကိုရင်းလို့ခင်တယ်နွားလည်းကိုနေတို့ကိုလေးစားတယ်ချစ်ခင်တယ်အားကြရတယ်အတူယူတယ်ကိုနေတို့ကိုကြတော့လေကိုနေတို့လက်ဆောင်မပေးဘူးခင်ဗျဒါမှမဟုတ်ကျွန်တော်ကကိုနေတို့ဆရာလက်ဆောင်လည်းမလိုချင်ဘူးခင်ဗျဘာလို့ဆိုတော့ကိုနေတို့အခုလုတ်ပြနေတဲ့ idea တွေအတွေးခေါ်တွေပြီးလူငယ်တွေအားကြအတူယူရတဲ့ဟာတွေစမ်းသမှုတွေအများကြီးရှိတယ်ကိုနေတို့က အဲပြီးရင်ကိုနေတို့ကတခုခုလုံမယ်ဆိုရင်သူကချိုပြီးတော့ကိုလုတ်တက်တယ်ပလန်လေးဘလို့ချတတ်တယ်ဆိုတာကိုကျွန်တော်တို့ကမြင်နေရတယ်တွေ့နေရတယ်အဲအားကြောင့်မို့ကျွန်တော်ကဟိုကိုနေတို့ဆီကဘာမှမလိုချင်ဘူးဒါပေမဲ့ကိုနေတို့ကိုကျွန်တော်တို့ကကိုကိုအရင်လို့အဲကိုဆရာသမားလို့တကယ်ကိုချစ်ခင်နေလေးစားတယ်ခင်ဗျကိုနေတူးနဲ့ကြာပြီခင်ဗျတော်တော်လေးကြာပြီကျွန်တော်တို့အဲ ကျွန်တော်ထက်ကိုနေတူကဟိုတင်းတော့ကြီးမဲ့ထင်တယ်၄၅နှစ်လာမသိ၄၅နှစ်၄၅နှစ်တော့ကြီးမဲ့ထင်တယ်음ခင်တော့ခင်တယ်အဲ့တော့တော့ခင်တယ်ဒါပေမဲ့ဟိုစကားတော့အပြောပေါ်တော့မရှိဘူးဒါပေမဲ့ကျွန်တော်အကူနဲ့ကကျွန်တော်အမြဲတမ်းဟိုပြောဖြစ်နေတယ်ပြီးရင်ဆရာတို့စီကိုလည်းသူကအမြဲတမ်းလာပြီးတော့ကတော့တယ်အဲပူဇော်တယ်အဲဆရာတို့နဲ့ပို့အများကြီးခင်ပါတယ်ခင်ဗျ음ကိုနေတူကလူတစ်မျိုးဗျအာအဲသူလာရင်လေ သူ့ရဲ့မျက်နှာပေါ့နော် ကြည်လင်တယ်အေဂျင့်နဲ့အဲကျွန်တော်မပြောပြတက်လို့ဟိုဘယ်လိုပြောမလဲဗျာသူ့ရဲ့အမူအရာလေးတွေအတော်အလားအပြောအဆိုအနေထိုင်လေးတွေဟိုဟိုတရရပေါ့နော်စံနမူနာယူထားလောက်အောင်သူကနေပြီးတော့တကယ့်ကိုဟိုဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်ကသူ့ဆရာလက်ဆောင်လို့မလို့ကြေးထိုးတာလေလေရှေ့ဆုံးကကျွန်တော်အဲဆုံးတန်းစီတယ်လက်မဲ့ ကလေးကိုအရန်ကိုလိုချင်ပြီးတော့လေကျွန်တော်ဟိုတိယတရားပေါ့နော်ခေါင်းမှာတော့မှအသိမ်းထားတယ်အဲ့လိုမျိုးအော်အဲ့တော့ကိုလွင်မိုးတို့ထထမူတို့တခက်ကျွန်တော်အဲ့တော့ကိုတွေးတို့ကျွန်တော်လားဟဲ့ဘလို့ပါနဲ့အကယ်ဒမီမင်းသားဖြစ်ရင်ကိုနိုင်နေတတ်အောင်လို့အောင်ခရုံးနဲ့အမလေးနပန်းလုံးနေအောင်မအကယ်ဒမီမလို့ကျင်တဲ့လူဘယ်သူမှမရှိဘူးမဒါအကယ်ဒမီဆိုတာပန်းနိုင်မယ်အမှုပညာသမားမှာအကုန်လုံးလို့ကျင်တဲ့ မယူခြင်းဟိုမလို့ခြင်းမှာဘူးဟွာဖြစ်တယ်တော့အဲ့ဒါလိမ့်တာဟောက်ဟိုနောက်ကိုချစ်ခင်နေတဲ့အပိနေတဲ့ဒီပြိတ္တတွေကိုကျေးဇူးများတယ်မှာလဲအဲဒီခစ်ကာလာကောင်းတဲ့အချိန်ကြရင်ကျွန်တော်တို့တခစ်လာတော့မှာနော်ကျွန်တော်တို့လည်းနုပညာကိုအများကြီးချပြစရာရှိပါသေးတယ်အဲကြောင့်မို့ဟိုပြိတ္တတွေတည်တဲ့လူဖြစ်ဖြစ်မတည်တဲ့လူဖြစ်ဖြစ်ပေါ့နော်ဒါချစ်ချင်းမြတ်တာတရားတွေနဲ့ကျွန်တော်ကတော့ မကြခင်မှာရောက်လာပါလိမ့်မယ်လို့ပြောချင်ပါတယ်အကုန်လုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ